ကဲအားလုံးပဲမင်္ဂလာပါဒီတခါတော့နိုင်ငံရေးမှုတ်တော့ပါဘောเนาะဒီတခါအမျိုးသားရေးအကြောင်းကို reaction လောက်มาဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာအမျိုးသားကြိုးစည်းပွားနဲ့ပတ်သက်ပြီးတော့ကာကွယ်စောက်ရှောက်တဲ့တပ်မတော်ကြီးရှိသလိုအမျိုးသားကြိုးစည်းပွားကိုနလန်မထုနိုင်အောင်လို့လှဲချပြီးတော့ဖျက်ဆီးခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့အဖွားကြီးဆိုတဲ့အပိုင်းနေလေသူ့အပိုင်းနဲ့သူရှိတာပေါ့ ဲ့တော့ဒေါ်စန်းစုကြည်ကဘု து အတွက်အလုပ်လုပ်တာလဲဆိုတာခင်ဗျားတို့နိုင်ငံသားတွေအားလုံးသိပြီးသားနော်မွတ်စလင်တွေအလုပ်လုပ်တာဖြစ်တယ်ဒါဆိုမွတ်စလင်တွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာမှာဘယ်လိုတွေရှိနေတယ်လဲဆိုတာကို reaction လေးလုပ်ပြပါမို့လို့ဒီဦးလေးကြီးရဲ့စကားလေးကိုနည်းနည်းလေးနားထောင်ကြည့်ရအောင်မွတ်စလင်အဆုံရောက်တွေကြောင့်ဒီဒိန်နိုင်ငံမှာလဲမွတ်စလင်တွေဒုက္ခရောက်အောင်ပဲ မွတ်စလင်အစိုးရတွေကြောင့်နဲ့ပြည်ထိုင်နိုင်ငံမှာလည်းမွတ်စလင်တွေဒုက္ခရောက်အောင်ပဲတဲ့အမအတန်တိုးမှာဆိုလို့ကျွန်တော်ပြောပြတာနော်ဒီကကျင်းညာပြီးခြေနဲ့နှစ်20နှစ်30နှစ်40နေတဲ့လူတွေလည်းဟလာဆစ်ဆေးတွေ့ရှိလို့အကြောင်းရင်းမခိုင်းတော့ရင်တော့ပြန်တော့တော့မယ်အဲ့တော့ဒီနေရာကျင်းညာပြီးတဲ့နော်ဒီတိုင်မှာရှိတဲ့10နှစ်နှစ်20နှစ်30ဒီလိုဘလောက်ပဲနှစ်တွေကြာကြာနော်အကြောင်းရင်းမခိုင်းပါရင် သူတို့တွေရဲ့လာဝကဥပဒေတွေနိုင်ငံရဲ့ဥပဒေတွေနဲ့နိုင်ငံသားဥပဒေတွေနဲ့မစီလော်လို့ရှိရင်နှစ်တွေဘလောက်ပဲကြာကြာပြန်လွတ်တော့မယ်ဆိုပြီးတော့စီစဉ်နေပါပြီတဲ့နော်အဲ့တော့ဂျားနေပြည်သူတွေဖြစ်တဲ့ဂျားနေမွတ်စလင်တွေလည်းဒုက္ခရောက်တော့မှာဖြစ်ပါတယ်ကဲထပ်နားထောင်ကြည့်အောင်နော်ဟာဟာမေကွန်ပြောသွားပြီးတဲ့နောက်မှာ အဲ့ဒီ EU နိုင်ငံတွေကအကုန်လုံးလှုပ်ရှားလာလိမ့်မယ်လို့ကျွန်တော်စထားတယ်ဟိုတကယ်ပြောခဲ့အခုတော့ဖြီးပြီအဲ့တော့နိုင်ငံစပြီးလှုပ်ရှားအဲ့ဒါဒီတိုင်းနဲ့ဒါနဲ့ပြင်တက်တို့ဟိုတွင်တို့လည်းပြင်တက်တို့ဩစတြေးလျတို့ဂျာမနီတို့လည်းလှုပ်ရှားလာလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ဒီများနိုင်ငံမှာတွားနေပြီးတော့ဟာဒီကာဇာကမြန်မာလူပိဿတွေနဲ့ပတ်သက်ပြီးတော့ဟာအဲ့ဒီမှာ9000ကျွေးတည်တာတဲ့ အဲဒီနိုင်ငံကြီးမှာရောက်နေတဲ့လူတွေအကုန်လုံးဒုက္ခရောက်သွားမယ်ဥစ္စာကိုပြန်တွေ့ရမှာဟုတ်တယ်နော်ကျန်းဖက်လှုပ်ရှားမျိုးကိုမလုပ်တည်ဘူးဟုတ်တယ်အဲ့တော့မင်းတို့ကအချိန်မရောက်သေးဘဲနဲ့ဒီလိုမျိုးလှုပ်လိုက်တဲ့အတွက်အာမင်းတို့ကဘာကြီးရနေသွားပြီအခုတစ်ပြည့်ဒေါ်နယ်ထရန့်ကဒီနေ့သူစီသတိပြုဟုတ်တယ်ဖြစ်တဲ့အတွက်နော်အဲ့တော့ဒေါ်နယ်ထရန့်ကြီးကဒီမွတ်စလင်တွေကိုပို့ပြီးသတိပြုမိသွားပြီပေါ့နော်ပို့ပြီးသတိပြုမိသွားတဲ့အချိန်မှာပဲတော့ကျွန်တော်တို့네덜란드ရဲ့ နေသာလန်အိုးနေသာတော်ဖြစ်တယ်အဲကျွန်တော်တို့ဒီဟာအမေရိကန်နိုင်ငံမှာအဲဒီဗာလဲမြို့တော်ကိုမြို့တော်ကိုဖြစ်လာတယ်လေမန်ကီဆိုတာဗာဆိုတာကျွန်တော်မေ့သွားမိနစ်တည်းနေရပဲเนาะသူကဗာထပ်ပြီးမိုဇလင်ကဗာထပ်ပြီးမြို့တော်ကိုဖြစ်တဲ့ခါကျတော့ကဘာကြီးပါလဲမိုဇလင်တောင်းကျနေတာဒေါ်နထရိုက်သတိသတိထားမိသွားပြီเนาะသူနိုင်ငံမှာလည်းပဲမြို့တော်ကဒီမိုဇလင်လာဖြစ်တဲ့ခါကျတော့ပို့ပို့ပြီးတော့သတိထားမိသွားပြီ နော်လာပါလိမ့်မယ်လာပါလိမ့်မယ်ဒေါ်နေထွန်းကြီးကအမျိုးသားကြီးသမားကြီးဗျနော်ကျွန်တော်ဟိုးကလေးက2020နဲ့23နဲ့ပြောခဲ့ပြီးသားဒါတွေစေတန်အကြောင်းနေကျွန်တော်ပြောခဲ့ပြီးသားနော်ဒေါ်နေထွန်းကြီးအမျိုးသားကြီးသမားနော်ကျွန်တော်တို့ဒီမိုဒီအိန္ဒိယဝန်ကြီးချုပ်မိုဒီလည်းအမျိုးသားကြီးသမားအဲ့တော့အမျိုးသားကြီးသမားတွေပဲကဘာကြီးကိုဥဆောင်ရမယ်သူတို့အာဏာမရရအောင်ပြန်စူးစမ်းပြီးတော့ကဘာကြီးကိုပြန်ဥဆောင်မယ်ပြောပြီးသား တော့သူတို့အာဏာပြန်ရလာလို့ရှိရင်အဲ့ဒီနိုင်ငံတွေကိုပြန်ပြီးတော့အမျိုးသားကျိုးစုပေါင်းကိုပြန်ပြီးတော့ restructure ပြန်လုပ်လိုက်မယ်ကျွန်တော်ပြောခဲ့တယ်ပြောတဲ့အတိုင်းပဲအမေရိကန်မှာ government efficiency department ဆိုပြီးတော့တော့ထပ်ပြီးတော့အစိုးရအဖွဲ့တစ်ခုလုံးကိုပြန်ချိန်ပြလိုက်တယ်အဲ့တော့သူအာဏာရလာလို့ရှိရင် Donald Trump ရာအဲကုလသမဂ္ဂတို့လိုနေတိုးလိုအဖွဲ့တွေကထွက်လိုက်မယ်လို့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲအကုန်လုံးထွက်နေပြီဘာဖြစ်လို့လဲသူဒီအမျိုးသားကျိုးစုပေါင်းကိုဥထိတ်ထားတဲ့အမျိုးသားရေးသမားဖြစ်လို့နော်အဲ့ဒါဒီကျွန်တော်ပြောခဲ့ပေးပြီးသားပါနော် တော့မကြခင်မှာဒေါ်နယ်ထရန့်လည်းပဲဒီမွတ်စလင်တွေကိုဘယ်လိုလုပ်မှာလဲဆိုတာကိုဟဲ့ကျွန်တော်စဉ်းစားဒါပေမဲ့လောလောဆယ်မှာမြို့တော်ကိုဖြစ်လာတဲ့ကောင်ကနည်းနည်းလေးတန်ပြောင်းသွားတယ်ဗျာလေးတန်ပြောင်းသွားတယ်သူခရီးပေးထားတာတွေပေါ့နော် သူကစပြီးမြို့တော်ကိုဖြစ်ဖို့မဲဆွယ်တဲ့အချိန်မှာအဲပြည်သူတွေကိုသူကအဓိကဟိုဒီစောက်လို့ရင်းနဲ့ပတ်သက်ပြီးစင်ရဲသားတွေနေအိမ်ရဖို့တက်ကိုအဲစင်ရဲသားအကျိုးစီးပွားတက်ကိုဒါတွေဆိုအခုကိစ္စတွေပါတယ်ပြောတယ်ကြာဒေါ်နယ်ထရန့်ကသူကအိမ်ချမ်းမေတမအဖေတွေကကြာပိုးကြီးမြမုံကျိုးတယ် ဒါပေမဲ့ तू ကအဲ့စကားစကားလုံးနေနဲ့မလုံးပေးပြီးတော့နေရာရလာတယ်။ဒါပေမဲ့နေရာမျိုးတော်ဝင်ရပြီးတဲ့နောက်မှာပဲလေဆံပြန်ပြောင်းသွားတာကဘလို့ဘလို့ပြောင်းသွားလဲတော့ဘာကြောင့်ပြောင်းသွားလဲတော့မသိဘူး။ဒီလိုကျွန်တော်ပေးရတဲ့ဂရုတွေတည်မြဲဖို့ဆိုတာကတဲ့။ခင်ဗျားတို့ပြည်သူတွေရဲ့ပူပေါင်းမှုပါပဲအရေးကြီးပါတယ်ဆိုပြီးတော့ပြောချလိုက်အောင်လေဆံပြောင်းသွား။ပြည်သူတွေမပူပေါင်းမပါဝင်ဟဲ့သူပေးရတဲ့ဂရုကမတည်နိုင်ဘူးဆိုတော့ဒေါ်အောင်စန်းစုကြည်ပါဇက်တိုင်းပဲ။ဒေါ်စုပါဇက်တိုင်းပဲရှေ့တစ်မျိုးနောက်တစ်မျိုး ယာရုရခင်မရခင်တမျိုးယာရုရပြီးတော့တမျိုးအဲအဲ့ဒီအဲ့ဒီကလာအဲ့ဒီမော်ဆလေကတော့ social democratic လို့ခေါ်တယ်ဗျအဲသူက social lit ကိုအဓိကဦးစားပေးတဲ့ social democratic ဖြစ်တယ်ဗျကဲဒါဆိုဒီဦးလေးရဲ့ဇာတ်ကောင်နည်းနည်းထပ်နားထောင်ကြည့်မယ်ဟုတ်တယ် October thousands of long term UK residents could face deportation people who have lived here for 20, 30, even 40 years, people who worked, paid taxes, raised children, and built their lives in Britain. Under the government's new residency checks, no history or contribution will protect you. Your status will be reviewed again and again. Miss one renewal, misplace one document, fail one background scan, and your right to stay disappears. That means pensioners who thought they'd retire in peace may be told to leave. Families who believe they were secure may suddenly have to fight to prove they belong. Even children born here to long term residents could be treated as if they are outsiders. The message is unmistakable. Decades of loyalty, contribution, and community ties no longer guarantee your future in the UK. This isn't just about immigration, it's about tearing away security from thousands who believe they were safe. Britain, I confirm the first. โอเคအားလုံးပဲကျေးဇူးတင်ပါတယ်เนาะမင်္ဂလာနဲ့နေခင်းလေးဖြစ်ကြပါစေ